လွန်ခဲ့တဲ့ဆနစ်ကလူသားတွေဟာဗမ်ပါယာတွေနဲ့လိုင်ကန်တွေရှိတယ်ဆိုတာကိုသိသွားပြီးကူးစက်တာတွေဆက်မဖြစ်အောင်အတွက်ငွေနိုက်ထရိတ်ကြည်စံတွေခရမ်းလုံရောင်ကြီးတွေတုံးပြီးလိုင်လံရှာဖွေတက်ဖြတ်ခဲ့ကြပါတယ်။မျိုးစိတ်နှစ်ခုလုံးကလူသားတွေရဲ့ဘုံရံသူဖြစ်သွားတာကြောင့်ပြင်းပြထန်ထန်ထိထိရောက်ရှင်းလင်းတာကိုခံလိုက်ရပြီးဒီမျိုးတုံးတန်းစီကနေလွတ်မြောက်ဖို့အတွက်ဆီလီနက်မိုက်ကယ်ရိုဟာစိတ်ခံဒရာတစ်ခုမှတွေ့ပြီးတင်မော်ဒစီနဲ့တူထွက်ပြေးဖို့စီစဉ်ဆွဲခဲ့ကြပါတယ်။ဆီလီနီယာစိတ်ကန်းကိုရောက်ဖို့အထက်မြင့်ဆောင်တစ်ခုကနေတိုက်ခိုက်ပြီးထွက်လာခဲ့ချိန်မှာ လက်နက်ကင်ထားတဲ့သူတွေကမိုက်ကယ်ကိုတိုက်ခိုက်ဖို့အတင်းဆောင်နေတာကိုတွေ့လိုက်ရတာကြောင့်တတိထားဖို့မိုက်ကယ်ကိုလှမ်းအော်လိုက်ခဲ့ပေမဲ့မိုက်ကယ်ကငွေကြီးစံထိမှန်ပြီးရေရဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဇီလီနီလည်းသူနောက်ကိုခုံချလိုက်ခဲ့ပြီးကဲဘိုစူးစားနေချိန်သူတို့နှစ်ယောက်ကြားကိုကဲလုံးရောင်ကြီးတုံးဘုံတလုံးကျလာကပေါက်ကွဲတာကြောင့်သူတို့နှစ်ယောက်ကွဲသွားခဲ့သလိုဒရန်ရရနေတဲ့ဇီလီနီလည်းသတိလည်သွားခဲ့ပါတယ်။ဒီလိုနဲ့နှစ်များစွာကြာမှာတော့ဆီလီနီဟာစမ်းသက်ခန်းတွေကပြစ်တံခတ်တံစူညံတံနေကြမှာနိုးထလာပြီးသူမရဲ့အေးအေးကန်းတွေကလည်းလွတ်မြောက်လာပါရင အဝိပလာနဲ့လွတ်လပ်လာခြင်းလက်တလောတွေးလိုက်ရတဲ့ပတ်ဝန်းကျင်နဲ့အသားမကျသေးတာကြောင့်သူမဘယ်ရောက်နေလဲဆိုတာကိုလေ့လာရင်နောက်ထပ်စံသက်ခံတူလည်းဒီဆက်ယုံတွေကနေလွတ်မြောက်သွားတာကိုသိလိုက်ရပါတယ်။စံသက်ခံတယောက်လွတ်သွားတာကြောင့်ဓာခွဲကနေကလူတွေလည်းလန့်သွားကြပြီးဒေါက်တာဂျေကော့ဘလိန်ကသူ့လူတွေကိုဆီလီနီကိုမေးစေးပေးဖို့မိန့်ပေးပေးမယ်။ဆီလီနီကသူ့ပစ္စည်းတွေကိုပြန်ယူလိုက်ပြီးဓာခွဲကနေကိုဖောက်ဝင်သွားကဆရာဝန်တူကိုဖမ်းလိုက်ပြီးမိုက်ကယ်ဘမာလဲလို့မေးပါတယ်။နောက်ကဆရာဝန်တူကသူမကိုတိုက်ခိုက်လာတာကြောင့်အဲ့ဒီဆရာဝန်ကိုလက်ကိုလိန်ချိုးလိုက်ပြီးရှင်းပြလိုက်ပါတယ်။ ဂျီလီနီယာထွက်ပေါက်ရှာရင်အဆောင်တွေကိုသူ့ရဲ့တိုက်ခိုက်ရေးစကီနဲ့အေးဆေးရှင်းထုတ်လိုက်ပါတယ်။နောက်ထပ်ထမ်းမြစ်တစ်ခုကိုရောက်ကခုံချကာနီမှာလက်နက်နဲ့အဆောင်တွေလည်းရောက်လာပြီးပြစ်ဖို့လုပ်ပေမဲ့စကားပြောဆက်ကိုင်းထားတဲ့တယောက်စီကအထက်ကမပစ်ဖို့မိန်ပေးလိုက်တာကြောင့်အဲ့လူကပဲမပစ်ဖို့တားလိုက်ပါတယ်။တားလိုက်တဲ့တံကိုဆီလီနီကကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်ပြီးအောက်ကလာနေတဲ့ထရက်ကားပေါ်ကိုခုံချသွားပါတယ်။ဂူမနိုးထလာစားဖြစ်တာကြောင့်စကေးရီကြာနေတဲ့ဆီလီနီဟာထရက်ကားပေါ်ကျပေမဲ့လိမ့်ထွက်သွားပြီးထရက်ကားရဲ့နောက်ထိကျသွားတာကြောင့်နောက်မှတွဲကဲလိုက်ပါသွားရင် လူထွက်လာတဲ့စက်ရုံရဲ့နာမည် antigen ဆိုတာကိုလှမ်းကြည့်လိုက်ပါရင်ဇီလီနီလိုက်လာတာကိုသိတဲ့ထရက်ကားသမားကကားကိုရုတ်တရက်ရက်ပစ်လိုက်တာကြောင့်သူမလည်းကားရှိကိုပြုတ်ကျသွားကလဲနေချိန်ကားသမားကတနက်နေ့ပြစ်တာကြောင့်အ мян ထပြီးကားသမားကိုကိုက်လိုက်ခါထွက်သွားခဲ့ပါရင်နောက်တော့ဈေးဆိုင်ဆိုင်ထဲကိုဝင်ပြီးကဝင်းကြီးရှေ့တဲကိုဝစ်လိုက်ခါတစ်ချိန်ကမိုက်ကယ်နဲ့လမ်းကွဲခဲ့တဲ့စိတ်ကန်းကိုပြန်သွားခဲ့ပေမဲ့တကားပိတ်ထားတာကြောင့်အထဲကိုကျုံဝင်လိုက်ပြီးပြောင်းလဲနေတဲ့ခြေနေကိုလေ့လာနေတော့အဆောင်တစ်ယောက်ကသူမကိုတွေးသွားကအပြင်ထွက်ဖို့ပြောပါရင် ဒီနေရာအကြောင်းကိုမေးကြည့်လိုက်တဲ့အခါမှာတော့ရှင်းလင်းလုတ်ပြီးကြတဲ့ကဒီနေရာကိုပိတ်ထားတာစနစ်ရှိပြီဖြစ်ကြောင်းပြောပါရင်ဒီတရင်ကြောင့်ငြိမ်သွားတဲ့ဆီလင်းတွေကို OK လားလို့မေးနေချိန်ဗမ်ပါယာတယောက်လွတ်သွားကြောင်းကိုအဆောင်ရဲ့စကားပြောဆက်ကလာနေတာကြောင့်ပြန်ပြောနေတော့ဆီလင်းတွေလည်းထွက်လာခဲ့လိုက်ပါရင်တယောက်ထဲလမ်းလျှောက်လာရင်တစုံတယောက်နဲ့စိတ်အာရုံညစ်ဆက်သွယ်မိသွားတာကြောင့်အဲဒါကသူရှာနေတဲ့မိုက်ကယ်ဖြစ်မယ်လို့ယုံကြည်လိုက်ပြီးဆက်သွယ်ခံရှိတဲ့နေရာကိုထွက်လာလိုက်ပါရင်တစ်ချိန်တည်းမှာပဲယေရီနဲ့တူလူနှစ်ယောက်ကဆီလင်းတွေအာရုံခံမိတဲ့လူရဲ့တိုက်ခိုက်တာကိုခံထားရတဲ့ဒဏ်ရာရနေတဲ့လူကိုကြည့်နေကြပါရင် စစ်စင်းနေသူတွေကတော့စုံတော့စီဘက်ရှန်နဲ့သူ့ရဲ့ဂျူနီယာစုံတော့ဂျွန်စင်တို့ဖြစ်ပြီးသူတို့ကဒီတိုက်ခိုက်မှုဟာလိုင်ကန်နေလောက်တာဖြစ်နိုင်ကြောင်းပြောကြပါတယ်လိုင်ကန်ကောင်ကိုနောက်ဆုံးတွေ့ခဲ့တာနှစ်တည်းကြာပြီဖြစ်လို့စီဘက်ရှန်ကလိုင်ကန်နေလောက်တာဟုတ်မဟုတ်တန်တရားရှိကြောင်းညင်းနေချင်းစီဘက်ရှန်ရှိကိုဖုန်းလာကြောင်းပြောလိုက်တာကြောင်းဖုန်းပြောလိုက်တဲ့အခါအန်ဒီဂျင်ကနေစမ်းသက်ခံတယောက်လွတ်သွားကြောင်းလိုအပ်တဲ့ပေးချက်တခုရလိုက်ပါတယ်စီဘက်ရှန်ဖုန်းပြောနေတော့မှသူ့ရဲ့ခြေနေကိုစီလီနီကအဆောက်အဦရဲ့အပေါ်ဘက်ကနေစောင့်ကြည့်နေခဲ့ပြီး ဒါကိုလည်းစီဘက်ရှန်ကမြင်ပြအောင်မြင်လိုက်တာကြောင့်ကြံစုံနောက်တွေကိုဆက်လုပ်ဖို့ပြောလိုက်ပါတယ်။စုံနောက်တွေထွက်သွားတဲ့အခါမှာတော့ဆီလီနီကအောက်ကိုဆင်းလာခဲ့ပြီးသူဆင်းလာတာကိုစုံနောက်တွေရဲ့နောက်မှာရက်နေတဲ့လူတစ်ယောက်ကမြင်သွားပြီးသူမနောက်ကိုတိတ်ဆိတ်လိုက်လာခဲ့ပါတယ်။စီဘက်ရှန်ကတော့တယောက်တည်းအန်တီဂျင်ကိုသွားခဲ့ကကော်ပိုရေးရှင်းအပိုင်ရှင်ဖြစ်သူဒေါက်တာလိန်ကိုအခုဖြစ်တဲ့ဖြစ်ရတဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။တစုံတစ်ခုကဓာတ်ခွဲကန်းတွေကနေလွတ်မြောက်သွားတယ်ဆိုရင်မျက်မြင်သက်သေတူရဲ့သတင်းပို့ချက်ကိုစီဘက်ရှန်ရရှိထားပေမဲ့ဒေါက်တာလိန်ကတော့ညင်းဆိုခဲ့ပြီး အများပြည်သူဘေးကင်းရေးဟာသူတို့ရဲ့အဓိကဦးစားပေးဖြစ်တာကြောင့်ပြည်ထနာတစ်ခုခုရှိရင်အာဏာပိုင်တွေကိုအကြောင်းကြားမှာပါလို့သူကစီဘက်စီယန်ကိုအာမခံခဲ့ပါရင်ဒါကြောင့်စီဘက်စီယန်နဲ့အန်ဒီဂျင်ကနေပြန်ထွက်လာခဲ့ပြီးကားပေါ်ရောက်တော့စောင့်နေတဲ့ဂျွန်ဆင်ကိုဘာမှမလုပ်ဘူးပြောကြောင်ပြောလိုက်တဲ့အတွက်ဂျွန်ဆင်ကစီဘက်စီယန်ကိုအန်ဒီဂျင်ဆောင်ကနေဆီလီနီထွက်ပြေးလာတဲ့တပုံတပုံကိုပြခဲ့ပြီးဒေါက်တာလိန်လိန်နေကြောင်သက်တည်ပြခဲ့ပါရင်တခုခုစိတ်ကူးရသွားတဲ့စီဘက်စီယန်ကတော့ဒီကိစ္စကိုသူကိုယ်တိုင်ရှင်းမယ်ကြောင်ဂျွန်ဆင်ကိုပြောလိုက်ပါရင်အချိန်ထဲမှာပဲဆီလီနီဟာသူမကိုတွားခွင့်ပြုခဲ့တဲ့လူစီကိုတွားရောက်ပြီး တို့ကိုစမ်းသက်တာတွေနဲ့ပတ်သက်ပြီးအကျိုးအကြောင်းမေးကြည့်တဲ့အခါမှာမျိုးဆက်တာတွေမဖြစ်အောင်လုပ်တာဖြစ်ကြောင်းနဲ့စမ်းသက်ခံနှစ်အကြောင်းကိုသိလာရပါတယ်။ဆီလီနီနဲ့စမ်းသက်ခံနှစ်တို့ဟာတယောက်ရဲ့မျက်လုံးကနေတယောက်မြင်နိုင်တဲ့အတွက်ဆက်သွယ်မှုရှိနေကြောင်းသိရပြီးသူမလိုအပ်တဲ့အဖြေကိုရပြီးရဲ့နောက်မှာတော့အဲ့ဒီလူကိုအဆောင်အပေါ်ကနေတွန်းချလိုက်ပါတယ်။သူသိကျင်တာတွေမေးပြီးပြန်ထွက်လာချိန်မှာတော့မြောင်လိုင်းဝင်ပေါက်ကနေတစင်ရဲရီလက်ကနေထွက်ပြေးနေတဲ့တယောက်ယောက်ကိုအာယုံခံမိတာကြောင့်အဲ့ဒီနေရာကိုအပြေးလွှားသွားခဲ့တယ်လို့သူ့နောက်ကိုလိုက်နေတဲ့သူကလည်းဆီလီနီထွက်သွားတယ်ဆိုရင်ပဲသူမနောက်ကိုအမြန်လိုက်ပါတယ် ဇီလီနီကသူ့အာယုံခံမိတဲ့နေရာရောက်မှာခဏရပ်နေလိုက်ပြီးရဲရီလစ်တော်မှမြောက်လိုင်းနဲ့ဝင်သွားလိုက်ပြီးသူ့နောက်ကလိုက်နေလူကလည်းမြောက်လိုင်းနဲ့ကိုဝင်လိုက်လာခဲ့ရင်ပုံအောင်နေတဲ့လိုက်ကန်နေနဲ့တွေ့ရတာကြောင့်ပိုးမို့စူးစမ်းရင်ဇီလီနီနဲ့တည့်တူပါရင်ဇီလီနီနောက်ကိုလိုက်နေလူကတော့ဒေးဗစ်ပါဘာကြောင့်သူ့နောက်ကိုလိုက်နေရလဲလို့မေးတဲ့အခါဒေးဗစ်ကသူ့မျက်လုံးအယောင်ကိုပြောင်းလိုက်ပြီးသူလည်းဗမ်ပါယာတစ်ယောက်ဖြစ်ကြောင်းပြောနေချိန်ဒရိုနာရောက်နေတဲ့လိုက်ကန်တွေကိုပြလိုက်ပြီးရှင်းလင်းပြီးတဲ့ကလိုက်ကန်တွေဟာဒီအောက်မှာနေနေတာဖြစ်ကြောင်းတစ်ချိန်လုံးညင်နေပြီးမှအခုလိုရုတ်တရက်ထလာတာဟာ တခုခုကသူတို့ကိုလှုံ့နှိုးလိုက်တာဖြစ်နိုင်ကြောင်းပြောပြပါတယ်။အဲဒီချိန်မှာပဲလိုက်ကန်နှစ်ကောင်တိုက်ခိုက်ခြင်းကိုခံနေရပြီးလမ်းစုံတစ်ခုမှာပိတ်မိနေတဲ့လူတယောက်ရဲ့ပုံရိပ်ကဇီလီနီစီကိုထတ်ရောက်လာတာကြောင့်သူမြင်လိုက်တာကမိုက်ကယ်ထင်ပြီးစိုးရင်ကကဲတင်မှုအပြေးလွှားသွားခဲ့ပြီးလိုက်ကန်တွေကိုတိုက်ခိုက်မောင်းထုတ်လိုက်ပါတယ်။လိုက်ကန်တွေထွက်သွားပြီးနောက်မှာတော့နယ်ရန်နားမှာကွေးကွေးလေးထိုင်နေတဲ့မိန်ကလေးတယောက်ကိုတွေ့လိုက်ရပြီးမြင်မြင်ချင်းတန်ရောစင်ဖြစ်သွားပါတယ်။ထွက်သွားကနေကောင်မလေးကိုထားခဲ့လို့မဖြစ်ကြောင်းဇီလီနီကပြောလိုက်ပြီးကောင်မလေးကိုသူတို့နဲ့အတူခေါ်လာလိုက်ကြပါတယ်။ အပြင်ရောက်တော့အတင်းတွေးတဲ့ဗန်ကားပေါ်တက်လိုက်ကြပြီးကောင်မလေးကိုနောက်ခံကိုထည့်လိုက်ကဒေးဗစ်ကဘေးမှထိုင်ပြီးစီလီနီကကားမောင်းကထွက်လာချင်းလိုင်ကန်သုံးကောင်ကသူတို့နောက်ကိုလိုက်လာတာကြောင့်ကားမောင်းပြီးလွတ်အောင်ပြေးကြပါရီလိုင်ကန်ဒီကလည်းလမ်းပေါ်ကကားတွေကိုတိုက်ခိုက်ပြီးသူတို့နောက်ကိုလိုက်လာခဲ့ကနောက်ဆုံးမှစီလီနီရိုကားစီကိုရောက်လာပြီးတကောင်ကကားမောင်းနေတဲ့စီလီနီကိုတိုက်ခိုက်သလို၎င်းကဘေးမှထိုင်နေတဲ့ဒေးဗစ်ကိုတိုက်ခိုက်ပါရီကျန်တဲ့ကောင်ကတော့နောက်ခံကကောင်မလေးကိုတိုက်ခိုက်နေတဲ့အတွက်ဘသူဘသူမှမကူညီနိုင်ပေကိုစီကအကောင်ကိုကိုရိုင်းရှင်းထုတ်နေရပါရီ ဇီလီနီရိုကလိုက်ကန်တွေကိုတိုက်ခိုက်လိုက်သလိုကော်မာလီကလည်းလိုက်ကန်ရဲ့ဗစက်ကိုဆွဲပြစ်လိုက်ပြီးမဲ့လိုက်ကန်အကိုက်ခံလိုက်ရတာကြောင့်ဇီလီနီလည်းနောက်ခန်းကိုသွားပြီးကော်မာလီကိုချေနေကြည့်ပါရင်ကော်မာလီကိုကြိုးကြောင်းမိတဲ့အခါဇီလီနီကစံသက်ခံတစ်ဖြစ်ပြီးဒူမာကတော့စံသက်ခံနှစ်ဖြစ်ပြီးနာမည်က if ဖြစ်ကြောင်းဆရာဝန်တွေကဒူမာကိုမိဘမဲ့လို့ပြောခဲ့ကြောင်းဒါပေမဲ့ဇီလီနီနဲ့ဆက်ရောင်ခြင်းဆက်သွယ်မှုရှိနေတာကြောင့်ဒူမာဟာသူ့ရဲ့စကားတွေကိုဘယ်တော့မှမယုံကြည်ခဲ့ကြောင်းဒီနေ့မှဆရာဝန်တွေကသူ့ကိုတပ်ပစ်ဖို့လုပ်နေတာကိုသိသွားသလို့ သူ့ရဲ့မိကသူ့ဘေးဘက်မှာရှိနေကြောင်းကိုသိလိုက်တဲ့အကြောင်းပြောပြပါတယ်။ဇီလင်နီကမိုက်ကယ်အကြောင်းကိုမေးတဲ့အခါကောင်မလေးကမသိတာကြောင့်လက်ကိုကိုက်ပြီးကောင်မလေးရဲ့မျက်ညံတွေကိုဝင်ကြည့်လိုက်တဲ့အခါကောင်မလေးကမိုက်ကယ်နဲ့သူနဲ့ရထားတဲ့သမီးဖြစ်နေတာကိုသိလိုက်ရပါတယ်။တနေရာမှာတော့စုံတော့စီဘက်စီယန်ဟာဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေကနေတစဉ်ဇီလင်နီအကြောင်းကိုစုံစမ်းစစ်ဆေးနေခဲ့ပါတယ်။ဒေဗစ်ကအီဖ်ကိုတဲပြီးသူတို့ဗမ်ပါယာအုပ်စုတွေနေနေတဲ့မြောက်ကနေရာကိုခေါ်သွားခဲ့ကအလဲကစပွဲပေါ်တင်လိုက်ပြီးဗမ်ပါယာဒေါက်တာဖြစ်တဲ့အိုလီဗီယာကိုခေါ်ပေးဖို့ပြောလိုက်ပါတယ် အဲ့ဒီချိန်မှာပဲကြီးခဲတယောက်ဖြစ်တယ်လို့ဒေးဗစ်ရဲ့ဖေလေးဖြစ်တဲ့တောမတ်စ်ရောက်လာပြီးစီလီနီကိုသူတို့အုပ်စုစီခေါ်လာတဲ့အတွက်ဒေးဗစ်ကိုအပြစ်တင်ပါတယ်စီလီနီဟာမျိုးနဲ့ကိုတစ်ဆာဖောက်ပြီးမျိုးဆက်တယောက်အတွက်အကြီးကနူးကိုတတ်ခဲ့တာကြောင့်သူမကိုသူကမယုံကြည်နိုင်ကြောင်းပြောဝင်မယ်ဒေးဗစ်ကတော့စီလီနီဘက်ကနေကာကွယ်ပြောဆိုခဲ့ပါတယ်အဲ့နောက်အိုလီဗီယာရောက်လာပြီး if ကိုအမြန်ပြုစုပေးကအားနေနေတာကြောင့်သူမရဲ့သွေးကိုတိုက်ပေးမယ် if ကတောက်ဖို့ကိုတုံဆိုင်နေတဲ့အတွက်စီလီနီကခေါင်းငိမ့်ပြလိုက်တာကြောင့်အားရပါရတောက်ပြီးတတိလစ်သွားခဲ့ပါတယ် Eve မှာမျိုးဆက်တယောက်မှရှိတဲ့မျိုးလုံးလေးကိုမြင်လာရတဲ့ Thomas ကသူတို့မျိုးရုံးမဟုတ်ကြောင်းပြောပြီးမိကလေးရဲ့မျိုးစားဒီကိုမေကွန်းထုတ်ပြီးမဲ့ Celine ကအပြေမပေးပဲသူမသမီးပြန်ကောင်းတော့တာနဲ့ထွက်သွားမယ်လို့ပြောလိုက်ကအခန်းထဲကိုထွက်လာလိုက်ပါရင်အတိတ်ကိုပြန်တွေးပြီးစိတ်မကောင်းဖြစ်နေတဲ့ Celine စီကို David ရောက်လာပြီးစကားတွေပြောနေတာကြောင့်သူမကိုဘသူဆိုတာကိုသိရလားလို့မေးလိုက်ပါရင် David ကတီချောင်းပြောတာကြောင့်ဘသူဘွားဆိုတာသိနေပေမဲ့လေသူမရဲ့သမီးကိုကဲတင်မှုဒီနေရာကိုခေါ်လာပေးတာကြောင့်ကျေးဇူးတင်ကြောင်းပြောလိုက်ပါရင် ဒေးဗစ်ကသူတို့အုပ်စုကိုကာကွယ်ဖို့အတွက်ဗမ်ပါယာငယ်တွေကိုလေ့ကျင့်ပေးဖို့တိုက်ခိုက်သမားတယောက်ဖြစ်တဲ့ဆီလီနီကိုတောင်းဆိုခဲ့ပေမယ့်တောမတ်စ်ကခွင့်ပြုမှာမဟုတ်ကြောင်းပြန်ပြောပါတယ်။ဒေးဗစ်ကသူတို့မျိုးစိတ်ရှင်တန်းရေးအတွက်အပြောင်းလဲလုပ်ဖို့လိုအပ်တယ်လို့ယုံကြည်နေပြီးဆီလီနီတို့ထွက်သွားတဲ့အခါသူ့ကိုပါခေါ်သွားဖို့တောင်းဆိုပါတယ်။တစ်ဖက်မှာတော့ if ကခက်မြမြန်ပြန်ကောင်းလာပြီးလမ်းလျှောက်နေတာကြောင့်တောမတ်စ်က"သူမဘာလဲ"ဆိုတာကိုတီချောင်းပြောလိုက်ပြီးဆီလီနီတို့ဘက်ကိုထွက်လာလိုက်ပါတယ်။သူရောက်လာချိန်မှာဒေးဗစ်ကလူသားတွေကိုပြန်တိုက်ခိုက်ဖို့ပြောနေတာကြောင့်တောမတ်စ်က လိုက်ကန်နီယာလူသားတွေကိုတုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်မျိုးတုံးလူနီပါဖြစ်နေပြီဖြစ်ကြောင်းပြောပြကတိုက်ခိုက်တာမလုပ်တင်ကြောင်းပြောပါရယ်ဒေးဗစ်ကတော့သူ့အဖေကိုသူရဲ့ဘောကြောင်နေဆိုပြီးပြောလိုက်တာကြောင့်တောမတ်စ်လည်းဒေါသထွက်သွားပါရယ်တဖက်မှာတော့အီဖ်ကသူမရဲ့လက်မောင်းကိုဓာတ်နဲ့လိပြီးဒယ်ယာရီမြင်မြန်ကြက်သွားတာကိုစောင့်ကြည့်နေကြတာကြောင့်ဆီလီနီကဓာတ်လိုက်ပါရယ်အီဗ်ကသူ့မိကိုတွေ့ဖို့အချိန်ကြာကြီးစောင့်နေကြတာဖြစ်ကြောင်းပြောကစိတ်မကောင်းဖြစ်နေတာကြောင့်ဆီလီနီကသူမဟာမိုက်ကယ်ကိုချစ်ခဲ့ကြောင်းအခုတော့မိုက်ကယ်မရှိတော့ဘဲမိုက်ကယ်မျက်လုံးရောင်နေလို့မျက်လုံးမျိုးရှိတဲ့သမီးလေးတစ်ယောက်ကိုယာထားကြောင်းပြောပြီ အေးစက်ခဲ့ရတဲ့နေ့တွေအတွက်တောင်းပန်လိုက်ပါတယ်။သူတို့စကားပြောနေတော့မှယုတ်တဲ့ကျေလောင်တဲ့ပေါက်ကွဲတန်ကြီးတစ်ခုပေါ်လာပြီးကျူးကျော်သူတွေဝင်ရောက်လာတော့မှဖြစ်တာကြောင့်ဆီလီနီကအီဗ်ကိုအခန်းထဲမှာပဲနေဖို့ပြောပြီးတခြားသူတွေနဲ့ပူးပေါင်းမှုထွက်သွားခဲ့ပါတယ်။ဗမ်ပါယာတိုက်ခိုက်သမားတွေဟာလူသားတွေဟာသူတို့ကိုလာပြီးတိုက်ခိုက်နေကြတယ်လို့ထင်နေကြကဒေးဗစ်ရဲ့ဥဆောင်မောမှာဆင်းသင့်ပြင်နေချိန်မှာတောမတ်စ်ကတော့တခြားသူတွေကိုဘေးလွတ်ရာကိုသွားဖို့ပြောနေပါတယ်။ဒေးဗစ်ကလက်မခံဘဲတင့်ပြင်ထားခိုင်းချိန်ဆီလီနီကထွက်သွားတာကြောင့်နောက်ကလိုက်ခေါ်တဲ့အခါလူသားတွေကသူတို့နောက်ကိုလိုက်လာတာဖြစ်တဲ့အတွက် လူသမီးနဲ့တူအဝေးကိုထွက်သွားမှာဖြစ်ပြီးဒေးဗစ်တို့ကခဏလောက်တောင့်ထားပေးဖို့ပြောလိုက်ပါတယ်။ဂိတ်ပေါက်ကအသင်းဆောင်နေကြပေမဲ့တကယ်တမ်းဝင်လာတဲ့အခါမှာတော့လူသားတွေစာလိုက်ကန်နေဖြစ်နေတာကြောင့်အငိုက်မိပြီးအံအားတင်သွားခဲ့ကြရပါတယ်။အလင်းဝင်လာတဲ့လိုက်ကန်တွေကအရေးအတွက်များပြားတာကြောင့် Vampire တွေအများပြားသေဆုံးကုန်ပါတယ်။ဇီလီနီကလည်းလိုက်ကန်တွေကိုတိုက်ခိုက်ရင် Eve ကိုခေါ်ကပြန်ထွက်လာချိန်မှာလိုက်ကန်တွေတိုက်ခိုက်တာခံလိုက်ရတာကြောင့် Eve ကပါဝင်ကူပြီးတိုက်ခိုက်ရပါတယ်။နောက်တော့ဒေးဗစ်ရောက်လာပြီးကူညီတိုက်ခိုက်ရင် David လည်းလိုက်ကန်ကိုက်တာကိုခံလိုက်ရပါတယ်။ တော့ရောက်ပြန်ဆုံချိန်မှာဟိန်းနိုင်ကြီးတခုကြားလိုက်တာကြောင့်သမီးကိုကာကွယ်ပေးဖို့ဒေးဗစ်ကိုကူညီတောင်းခဲ့ပြီးသူမကတော့အတန်ပြုတ်လိုက်တဲ့လိုင်ကန်ကိုရင်ဆိုင်မှုပြင်လိုက်ပါတယ်။တကယ်တမ်းထွက်လာတဲ့အခါမှာတော့ဆီလီနီတွေ့လိုက်တာကအရန်ကိုကြီးမားတဲ့လိုင်ကန်ကြီးဖြစ်နေပြီးလိုင်ကန်ကြီးကသူမကိုအားပြင်းပြင်းနဲ့တိုက်ခိုက်ပါတယ်။ဆီလီနီလည်းသူတက်သမျှအကွက်အကုန်သုံးပြီးအကောင်ကြီးကိုတိုက်ခိုက်ပြီးမြဲဒဏ်ရာနည်းနည်းလောက်ပဲရအောင်လုပ်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့အကောင်ကြီးရဲ့ရိုက်ချက်မိပြီးတတိလျှက်သွားခဲ့ပါတယ်။ဆီလီနီတတိပြန်ရလာတဲ့အခါမှာတော့တောမတ်စ်ကတိုက်ပွဲကိုရပ်တန့်မှုအတွက် if ကိုလိုင်ကန်နေစီပေးလိုက်တာကိုတည်သွားခဲ့ပါတယ်။ ဇီလီနီဟာအီဗနောက်ကိုလိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူမနောက်ကျသွားခဲ့ပါပြီ။ဒါကြောင့်တောမတ်စ်တိုးစီပြန်လာတဲ့အခါတေဆုံးနေတဲ့ဒေးဗစ်ကိုတွေ့လိုက်ရပြီ။တောမတ်ကဒါရီအလုံးဟာဇီလီနီကြောင့်ဖြစ်ရတာပါဆိုပြီးသူမကိုအပြစ်တင်ပါတယ်။ဇီလီနီကတော့တောမတ်ကိုအီဗာဗန်ဘိုင်ယာလောကကိုတီထောင်သူဖခင်ကြီးအလက်ဇန္ဒားကော်ဗိုင်းနက်စ်ရဲ့တူဦးတဲ့သောသက်ရှိမျိုးဆက်ဖြစ်ပြီးလိုက်ကန်တွေကသူ့ကိုဘာရီလုံးမယ်ဆိုတာမသိပေမဲ့ဒေးဗစ်တေရာဟာထိုက်တန်အောင်ပြောလိုက်ပါတယ်။နောက်တော့သူမကဒေးဗစ်ရဲ့ရင်မက်ကိုခွဲလိုက်ပြီးအထဲကိုလက်ထဲက ဒေးဗစ်ရဲ့မခုံတော့တဲ့လုံကိုသွေးထွက်နေတဲ့သူမရဲ့လက်နဲ့ညှစ်ပြီးအသက်ပြန်ဝင်လာစေခဲ့ပါတယ်။ဒေးဗစ်အသက်ပြန်ရှင်လာတာကြောင့်တောမတ်တယောက်အံ့ဩသွားချိန်မှာဆီလီနီကတော့အပြင်ကိုထွက်လာခဲ့ပါတယ်။ဆီလီနီဟာဆုံတော့စီဘက်စီယန်ရှိတဲ့နေရာကိုသွားလိုက်ပြီးမင်းညားကသူတို့ကိုလိုက်ကနေတိုက်ခိုက်တာကိုခံလိုက်ရအောင်ပြောလိုက်ပေမဲ့စီဘက်စီယန်ကမန်ဩတာကြောင့်တိနေရလားဆိုပြီးမေးလိုက်ပါတယ်။ဒီနေရာကစကားပြောလို့မကောင်းကြောင်စီဘက်စီယန်ကပြောလိုက်ပြီးသူမကိုသူယုံငန်းနဲ့ခေါ်သွားကအစိုးရကလိုက်ကနေနဲ့ပတ်သက်တဲ့လူရောက်နေရာကိုသွေးစစ်ကြည့်ခဲ့ပေမဲ့ အားလုံးရဲ့ဖြေက negative ဖြစ်နေတဲ့အတွက်အာနာရှိသူတယောက်ယောက်ကကာကွယ်ပေးနေတာဖြစ်နိုင်ကြောင်းပြောလိုက်ပါရယ်ဇီလီနီကတော့သူပြောတာတွေထက်သူသမီးဘမရှိလဲဆိုတာပဲသိကျင်နေပြီးအားလုံးရဲ့နောက်မှာ antigen ရှိနိုင်တယ်လို့နားလည်ခဲ့ပါရယ်ဒါကြောင့်သူတို့ကအီဖ်ကိုလိုက်ကနေလက်ကနေကေတင်မှုအစီအစဉ်ဆွဲခဲ့ကြပါရယ် antigen ကိုသွားတဲ့လမ်းမှာဇီလီနီဟာစီဘက်ဆိုင်ဇနီးကတချိန်ကမျိုးတုံးတန့်စီရင်ကြောင်းနေအောင်ကြီးရဲမှာမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ vampire တူဖြစ်ခဲ့ကြောင်းသိခဲ့ရပါရယ် ီသတင်းကြောင့်မက်ဆီလီနီကစီဘက်ရှင်ဟာဘာကြောင့်ဗမ်ပါယာတွေအရေးကိုစာနာနေရတယ်လဲဆိုတာကိုနားလည်သွားပါပြီ။အဆောင်ကိုရောက်တဲ့အခါဆီလီနီကဓာတ်လေကားတွေကိုဝင်သွားချိန်မှာအဆောင်နေထိတ်လန့်သွားပြီးအချက်ပေးတဲ့ကိုဖွင့်လိုက်ကြကနေကင်းကြောင်တော်မှာဗမ်ပါယာတကောင်တိုက်ခိုက်လာတာကိုအံ့အားသင့်နေကြပါတယ်။စံသက်ခန်းထဲမှာတော့ဒေါက်တာလိန်က if ကိုခွဲစိတ်ဖို့ပြင်ဆင်နေပြီးသူမရဲ့မျိုးဗီဇတွေကိုသုံးပြီးငွေကိုခံနိုင်ရှိတဲ့ကာကွယ်ဆေးတစ်ခုဖန်တီးဖို့အတွက်သူမရဲ့ကိုရင်းအင်္ဂါတွေကိုထုတ်ယူဖို့စီစဉ်ဆွဲနေပါတယ်။ ဇီလီနီကအထက်တိုင်းမှာဘုံတွေကိုတက်စင်ကအပေါ်ကိုတက်လာပြီးဖောက်ခွဲပစ်လိုက်တာကြောင့်ခွဲစိတ်တာကိုရက်လာရပါတယ်။ဒေါက်တာလင်းဟာသတိလင့်နေတဲ့ Eve ကိုအမြန်သေးဆောင်သွားပြီးသူ့သားကိုဇီလီနီကိုလိုက်ရှာကတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်။ဇီလီနီဟာ Eve စီကိုရောက်သွားဖို့ပြေးလွှားစူးစမ်းနေချိန်မှာဒေါက်တာလင်းနဲ့သူ့လူတွေကတော့ Eve ကိုမြေယောက်ကားပါကင်ကဗန်ကားစီကိုတည်ဆောင်နေကြပါတယ်။တချိန်တည်းမှာပဲ Sylvester ဟာ CCTV monitor တွေကနေတဆင့်ဖြစ်ပျက်နေရတွေကိုစောင့်ကြည့်နေပြီးဇီလီနီကိုသူ့မရဲ့သမီးတီနီယာအကြောင်းကိုဆက်သွယ်ပြောပြနေခဲ့ပါတယ်။ လိုင်ကန်နီကဆီလီနီနောက်ကိုလိုက်ချိန်မှာဆီလီနီကလေပိုင်လိုင်းကနေထွက်ဖို့လုပ်တာကြောင့်သူတို့နှူးကြကဆက်သွဲကပြတ်တောက်သွားပါတယ်။သူလန်းကိုလာတဲ့လိုင်ကန်မန်မျိုးကိုရှင်းထုတ်ရင်းတမီနောက်ကိုလိုက်ဖို့ကြိုးစားချိန်မှာဆီလီနီဟာမိုက်ကယ်ကိုထည့်ထားတဲ့အေဂန်ကိုတွေ့လိုက်ရပါတယ်။အီးဖြဲ့အသက်နေရကလည်းနီးကပ်နေတာကြောင့်ဆီလီနီဟာမှန်ကုန်တာတစ်ချက်ပစ်ခဲ့ပြီးအပြင်ကိုထွက်လာခဲ့လိုက်ပါတယ်။ဒီချိန်ထဲမှာပဲစီဘက်ဆီယာဟာဆီလီနီနဲ့ဆက်သွဲမရတော့တဲ့အတွက်ရိုင်ဖက်လက်ကိုဆွဲယူပြီးမြောက်ထက်ကိုကာမောင်းသွားခဲ့ပါတယ်။ဒေါက်တာလင်းကထွက်ပြေးဖို့ကြိုးစားနေချိန်မှာစီဘက်ဆီယာကသူ့ကားကိုတားဆီးခဲ့ပါတယ်။ ဇီလီနီစီကို if ရှိတဲ့နေရာကိုတရင်ပေးလိုက်ပြီး if ကိုခွဲစိတ်ဖို့လုပ်နေတဲ့ဒေါက်တာလိန်စီကိုတွားတဲ့အခါလိုင်ကန်တကောင်ဖြစ်ပြောင်းသွားတိုက်ခိုက်ခံရပါတယ်။အဲဒီအချိန်ဗီတာလည်းရောက်လာပြီးသူတို့ဘက်ကကူတိုက်ပါတယ်။ဇီလီနီလည်းရောက်လာခဲ့ပေမဲ့ဒေါက်တာလိန်ရဲ့သားကအကောင်ကြီးဖြစ်ရောက်လာကတိုက်ခိုက်တာကြောင့်အသေးအတန်ခုခံနေရပါတယ်။ if ကိုဒေါက်တာလိန်ကဂိုက်ဖို့လုပ်နေချိန် david ကတနက်နဲ့ပြစ်လိုက်တာကြောင့်အာယုံလွဲသွားခဲ့က if ကလွတ်သွားခဲ့ပါတယ်။နောက်တော့ if ကဒေါက်တာလိန်ကိုတိုက်ခိုက်ခဲ့ပြီးလက်ချောင်းကိုဆွဲခွာကလက်စာတတ်လိုက်ပါတယ်။ လိုင်ကန်အကောင်ကြီးနဲ့တိုက်ခိုက်နေရတာကြောင့်အခြေအနေမကောင်းတဲ့စီလီနီကအခန်းကြီးထဲကိုဝင်ပုန်းကတိုက်ခိုက်ပါရင်လမ်းကြီးထဲမှာတိုက်ခိုက်ကြရင်လိုင်ကန်ကလူဖြစ်ပြောင်းချိန်စီလီနီကလိုင်ကန်ရဲ့ဘိုက်ကိုခွဲပြစ်လိုက်ပြီးမယ်ဒရာကခနာချင်းတက်သားသွားပါရင်လိုင်ကန်မသိလိုက်တာကစီလီနီကဘုံထည့်လိုက်တာပါဒါကြောင့်စနက်တန်ကိုပေးလိုက်ပြီးစီလီနီကပုန်းနေလိုက်ချိန်ဘိုက်ထဲကဘုံကကွဲပြီးလိုင်ကန်လည်းတစားစီပေါက်ကွဲသွားပါရင်အလုံးပြီးတော့ဒါမီနီယောပြန်ဆုံရပြီးစီဘက်ဆီယံကသမားတို့သွားဖို့လမ်းကြောင်းလွှဲပေးမယ်ကြောင်းပြောပါရင် ဒါကြောင့်ဆီလီနီရောလည်းမိုက်ကယ်ရှိတဲ့ခန်းကိုပြန်သွားခဲ့ပေမဲ့မိုက်ကယ်ကထွက်သွားနေပါပြီ။အမိုးပေါ်မှာရှိကြောင်းအာယုံခံမိတာကြောင့်တက်ကြည့်လိုက်တဲ့အခါလေးမြန်ကွန်သာတွေ့လိုက်ရတာကြောင့်လိုက်ကန်နီကမိုက်ကယ်ကိုခေါ်သွားပြီးဘာရီလုံးမလဲဆိုတာတွေ့ရင်ဇလန်းကပြီးဆုံးသွားပါတယ်။